ဒေဇောမတောင်တော်မှညီနောင်နှစ်ပါးရဲ့သွေးစွန်းသောဂရီတုံဟန်တာဝရီခရိုင်ဒေဇောမတောင်တော်မှနန်းနန်းဆိုင်တဲ့တိုက်ဆရာကြီးညီနောင်နှစ်ပါးရှိတာပါဘကုတ်သူဘကုတ်သားတွေဆိုရင်တော့ဒေဇောမတောင်ရဲ့နှက်ကြီးမှုတွေနဲ့အံ့ဩဖွယ်အမှန်တရားတွေကိုတီကောင်းသိကြပါလိမ့်မယ်ဒါကြောင့်ဒီကနေ့ရဲ့ရွှေဘို channel ဗီဒီယိုမှာဆိုရင်တော့ဝိဇာပညာတွေကိုတစ်ဖက်ကန့်ခတ်တက်မြောက်တဲ့ဘဘအတိုင်းနဲ့ဘဘအတိုင်းတို့ညီနောင်နှစ်ပါးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ဒေညီနောင်နှစ်ပါးဟာဆွေးနော်ရှမ်းမျိုးသားတွေဖြစ်ကဆရာဖြစ်သူဦးအောင်မြတ်တချို့ပါလေတိန်ကြားမင်းကောင်းလို့ဆရာကြီးစီမှာပညာရေးသင်ယူခဲ့လေရာအင်းတက်ပညာရေးကိုတပတ်ကန်းခတ်တက်မြောက်ခဲ့ပါရယ်ဆရာကသူတို့ကိုဒီပညာနဲ့လူသားတွေကောင်းကျိုးအတွက်သာသနာတော်ကိုဆောင်ရှောက်ပါကံငါးပါးကိုလုံခြုံအောင်ဆောင်ထိန်ပါလို့မှာကြားခဲ့ပြီးတော့အရေးကြုံရင်တောင်းဖို့အတွက်လက်ဖဝါးမှာအင်းတကွဲစီရေးထိုးသိဒ္ဓိတင်ပေးခဲ့တာပါ ဆရာကကန္နာယီခီးထွက်သွားတော့ညီကိုနှစ်ယောက်ဟာငွေရှာပြီးသာသနာပြုဖို့ဆုံးဖြတ်ခဲ့ကြပါတယ်အကိုဖြစ်တဲ့သူဘဘကျိုင်းကဒေသောမှာတောင်မှာဆက်ရှုံးတဲ့ဘရင်တွေဆွေတော်မျိုးတော်တွေမြုပ်ထားခဲ့တဲ့ရွှေတွေငွေတွေကိုတူးပြီးသာသနာပြုဖို့အကြံပေးခဲ့ရာညီဖြစ်သူဘဘတိုင်းကသဘောတူခဲ့ပါရယ်ခရီးမထွက်ခင်မှာညီမလေးရွှေစင်ဥကိုကြည်လင်နဲ့ရေထည့်ထားတဲ့ပလင်းတစ်လုံးကိုပေးပြီးရေအောင်ပန်းအောင်ပြောင်းရင်အန်ရရှိပြီးမှအနီအောင်ပြောင်းရင်အကိုတို့သေပြီးမှလို့မှာကြခဲ့ပါရယ် ညီကုံနှစ်ယောက်ဒေဇွန်ပေါင်းရောက်ပြီးတိုက်တောင်ကုန်ရှာဖွေကအစီမံတွေကိုဆောင်ရွက်ခဲ့ကြတာပါအကိုကြီးကလက်ဖဝါးကအင်းကိုရိုက်ပြီးအနောက်ရှက်တွေဖေရှားတိုက်တကားပွင့်စေလို့အမိန်ပေးလိုက်တဲ့အခါတောင်ထိပ်ကမြေဆိုင်မြေခဲတွေပဲကြလာပြီးကြောက်တကားကြီးပွင့်လာခဲ့ပါတယ်အချိန်မှာရွှေရောင်တဖိဖိတောင်းနေတဲ့ယရနာပစ္စည်းတွေအေးသွေးကောင်းတဲ့ဗရံများတွေရွှေတီပြီးတဲ့အုပ်ခွက်ပကံတွေတောင်ပုံရောင်ပုံတွေ့ရတော့ပုရုဇင်တွေပြီးပြီးလောဘယမတ်တွေတက်ခဲ့ကြပါရဲ့ ဥစားဆောင်တွေကဒီတိုက်ကဖျက်တိုက်ဖြစ်လို့မယူကောင်းပါဘူးလို့ငိုယိုတောင်းပန်တာတော့မှလောဘသားညီကိုနှစ်ယောက်ဟာဆရာရဲ့အမှားကြချက်တွေကိုမေးပြီးစိတ်မဝင်စားကြတော့ပါဘူး။နေဝင်တော့မှဖြစ်လို့တိုက်တကားကိုပြန်ပိတ်ပြီးတော့မနက်မှလာသေးဖို့ပြန်လာခဲ့ကြပါရဲ့။ဒါပေမဲ့သူတို့မတိလိုက်တဲ့ကံကြမ္မာတစ်ခုကစောင့်ကြလို့နေတာပေါ့။ ေဆုံးမတောင်နီးယတောင်ညွတ်ရွာကိုအပြန်စမ်းကြောင်းလေးတစ်ခုကိုဖျက်ကြတဲ့အချိန်မှာအိမ်မီးဖွာထားတဲ့ကရင်မာကြီးအမိုးတယောက်ကမတန်ရှင်းတဲ့အဝတ်တွေကိုရှော့ဖို့နေတဲ့အတွက်အရိအငယ်ကျေးတွေစီးစင်းနေတဲ့ရေကိုညီကိုနှစ်ယောက်ကထိမိသလိုမျက်နာတဲ့တောက်ပါမိခဲ့ကြပါရဲ့အရိမတန်သောရေတွေကိုမျက်နာတဲ့ပြီးတော့တောက်ခဲ့တဲ့သူတို့ရဲ့ခန္ဓာကိုယ်မှာထိုးထားတဲ့အင်းတွေဆေးတွေအာခံမှာထိုးထားတဲ့ဆေးတွေအင်းဆောင်ဆေးဆောင်နတ်ဘလူးတွေပါအစွမ်းပြေပြီးတော့ထွက်ခွာသွားကြပါတော့တယ် အဲ့ဒီအချိန်မှာပဲရှမ်းပြည်ကညမာလေးရွှေစင်ဦးရဲ့ပလင်းတွေကရေရီဟာပန်းရောင်ပြောင်းကုန်လို့အကိုရေဒုက္ခရောက်ပြီးဆိုပြီးဆွေမျိုးသားချင်းတွေနဲ့ဒေဆုံးပါကိုထွက်လာခဲ့တာပါနောက်နေ့မနက်မှာညီဖြစ်သူဘဘတိုင်းကလောဘယမန်တန်းပြီးတိုင်တန်းတွေကရွှေငွေတွေကိုတဦးတည်းယူဖို့အတွက်ထွက်သွားခဲ့ပါတော့တယ်။သူကမတွေးလို့လိုက်လာခဲ့တဲ့အကိုဘဘတိုင်းကညီဖြစ်သူကိုဥစ္စာဆောင်တွေရဲ့ပယောကကြောင့်တောမောက်တောချောင်းပြီးရံပြူလာတဲ့တောဝက်ကြီးလိုမြင်လိုက်ပါတော့တယ်။ ညီဖြစ်တဲ့သူကလည်းအကိုကိုရံပြုမဲ့တောဝက်ကြီးလိုပဲမျက်နှာကြောင့်နှစ်ဦးစလုံးဓာတ်နဲ့ထိုးကြရာညီကိုနှစ်ယောက်စလုံးအသက်ဆုံးရှုံးခဲ့ရပါတော့တယ်။ညမလေးရွှေစင်ဦးရလက်ထရရေပလင်းဟာအနီရောင်ကိုပြောင်းလဲသွားခဲ့ပါပြီ။အကိုနှစ်ယောက်နဲ့တေခွဲခွဲခဲ့ရတဲ့ညမငယ်ရွှေစင်ဦးဟာဆိုရင်တော့ရင်ခွဲနာကြပြီးတိတ်ဆုံးခဲ့လျာအဲ့ဒီနေရာကိုရင်ခွဲစေးရလို့ဒီကနေ့တိုင်ခေါ်တွင်ကြတာပါ အခုခါမှာဆွေတော်ဘဘတိုင်းနဲ့ဘဘတိုင်းတို့ဟာတိုက်ရုပ်ဘိုးတော်တွေဖြစ်သွားကြပါပြီ။ဒေဇောမှာတောင်ဒေဇောမှာဖျားနဲ့ပတ်ဝန်းကျင်ကိုစောင့်ရှောက်နေကြပြီးနွားဝေးတောင်မှာနှံ့နှံတဲကြတာပါ။လာပြည့်လာွယ်နေ့တွေမှာလေနွားလေပတ်တန်ခြူတန်နွားတုံတန်တွေကြားရပြီးနောက်နေ့မှာတောင်ပြူရာဝပင်တွေ့ရလေရှိတယ်လို့ဆိုပါရီ။ ဒီဇလန်ဟာဆွေနော်အင်းတက်ပညာဘလောက်တောင်ထမြက်စေကမူဆရာရဲ့ဂရိသစ္စာစကားနဲ့တန်းစင်မှုတွေကိုမထိန်သိမ်းနိုင်ခဲ့ရင်ဘဝကဘလို့ဝမ်းနေစရာအဆုံးသတ်နိုင်တယ်ဆိုရာတွေကိုပြသနေတဲ့ရာဇဝင်တစ်ခုပဲဖြစ်ပါရည်ဒီနေ့ထီလဲအဆိုပါဒေဆုံးမတောင်ကြီးမှာညီနောင်နှစ်ပါးရဲ့ဝိညာဉ်ဟာအပြည့်အစုံတွေကိုတောင်ဆောင်ဘဝကြီးနဲ့ဆက်နေရုံလို့သိရပါရည်ပြိတ္တကြီးတို့ရဲ့